ဘုရားခင်ကိုရမြတ်ကြီးဒီအချိန်ပေါင်းများစွာမာတယ်လို့မှတ်ထားရအောင်နော်တောဘိခွေဘိကုဝီရိယသမ္ပဇာနာကရောအယံဝောမာကာနုသာသနီဆိုတာအချိန်ပေါင်းများစွာသွားတယ်ဘိခွေငါဤချက်သာရီဘုရားတို့တတော်ခန္ဓာကိုယ်ဘော၌တတိရှိသည်ဖြစ်သံဃာနောပညာရှင်ဉာဏ်နှင့်ဖြစ်ပျက်ရှိသည်ဖြစ်ဝီရိယနေကြပါ ခန္ဓာကိုယ်တတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါသဘောကြခန္ဓာကိုယ်ပဲလုံးထားရမယ်တတိထားပြီးပညာနဲ့ကြည့်နေပါလို့ဒကာဓမ္မတို့ဘုရားကမှားတော်မူတယ်တတိထားပြီးတော့ခန္ဓာကိုယ်မှာတတိထားပြီးပညာနဲ့ကြည့်ပြီးနေကြပါအရင်ကြီးငါပြောတဲ့တတိထားပညာနဲ့ကြည့်ဆိုတဲ့သဘောတည်း ဝတ္တမကံသင်္ချေသားတို့ဟာမာကံငါဖျားဤအနုသာသနီကြီးစွာသောဆုံးမကြီးပေသည်ဆိုတဲ့ဥစ္စာသေသေးချာချာဟောပါလေဒါကြောင့်ဒကာဓမ္မတွေခန္ဓာကိုယ်ပေါ်မှာတတိထပညာနဲ့ကြည့်ပါလို့ယနေ့စလာတဲ့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုထားရမလဲပဋိဌာပိပညာနဲ့ကြည့်ပါမိမိတို့ဤကူယောက်ျားပြန်ယောက်ျားခန္ဓာကိုယ် မိမပြင်မိမခန္ဓာကိုတတိထားပြီးပညာနဲ့ကြည့်တာတတိထားမယ်ဆိုတော့ဘာများဖြစ်မလို့လဲလို့တတိထားဘာများဖြစ်ပါလိမ့်မလဲဘယ်လိုများဖြစ်မှာပါလိမ့်မလဲလို့ခန္ဓာကိုတတိထားရနောက်ပညာနဲ့တတိထားရမှတည်းနဲ့ပေါ်လာလို့ရှိရင်ဖြင့်ဘုရားရဒီနည်းကနာဒီစိတ်ကလေးကပေါ်ဟိုစိတ်ကလေးကပေါ်ဆိုလို့ရှိရင်အဲ့ဒါပညာနဲ့ကြည့် ဒါပြန်တတိကိုရှိတာပညာနဲ့နောက်ကနေကြည့်ပါဆိုတော့ဘုရားသိမ့်မာရုံမူတယ်ဆိုတာသဘောကျပြီ။ဒကာရမတို့ခန္ဓာကိုယ်ပေါ်မှာဘယ်လိုလောက်ပါမှာတဲ့တုန်းတတိထားပြီးပညာနဲ့ကြည့်ပါရှင်းကြပါလားတတိထားပြီးတော့အဲတတိထားပြီးတော့ပညာနဲ့ကြည့်ကြလို့ရှိရင်ဖြင့်တဲ့ဘုရားဒကာရမတွေမှာခန္ဓာကပြော ြောပါလိမ့်မယ်ဆိုတော့ခွန်ကြီးကတာဝန်ယူပါတယ်ခန္ဓာကဘာလို့မထင်ကြမပြောပဲနေပါမလားမပြောပဲဘယ်နည်းနဲ့မှမနေဘူးခန္ဓာကိုတတိသာသာပညာနဲ့သာကြည့်လို့ရှင်ပြန်ခန္ဓာကကျုပ်နှိမ့်ရပါပဲလို့ပြောပါလိမ့်မယ်ခန္ဓာကကျုပ်နှိမ့်ရပါပဲလို့ပြောပါလိမ့်မယ်တရားဓမ္မတို့ရှင်းကြတတိသာပညာနဲ့ကြည့်ရင်ခန္ဓာကဘာပြောလိမ့်မယ်ရှင် ျုပ်ဟာအိဋ္ဌခန္ဓာကိုပါပဲလို့သူကမပြောမရှိပါဘူးပြောပါလိမ့်မယ်လို့တတိချက်မှတ်ပါရှင်းရအဲ့တော့ဒီရှိကဒကာဓမ္မတွေပြလိုက်ဩဒါယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်ပါနော်ယခုရထားတဲ့ခန္ဓာ၅ပါးလို့မှတ်လိုက်စမ်းပါအခုဒီပြထားတာဘာပါလိမ့်ခန္ဓာ၅ပါးဆိုတော့အခုတရားနာနေတဲ့ခန္ဓာ၅ပါးကိုဆိုပါတယ် တခြားခန္ဓာ၅ပါးကိုဘာမှညာမရောက်ပါနဲ့ဒီခန္ဓာ၅ပါးကိုသာညာရောက်ပါဒီခန္ဓာ၅ပါးကိုဒကာရမတွေမနေ့ကပြောလိုက်ကြည်တအောင်လို့ခွန်ကြီးကပြောလိုက်ဘယ်လိုပြောလိုက်တဲ့ခန္ဓာ၅ပါးကိုချမ်းလိုက်ကြအောင်ဆိုဟေးဆိုတော့ယုံနဲ့နာမဲရှိတယ်လို့ပြောဘူးလားခန္ဓာ၅ပါးချမ်းလိုက်တော့ဘာရှိတယ်ယုံနဲ့နာမဲရှိတယ်လို့တခါပြောလိုက်ယုံနဲ့နာပြင်မဲ့လေဒကာရမတို့ ပြန်ချလိုက်ပါဦးလို့ဆိုတော့ဒကာဓမ္မတွေမနေ့ကသင်ထားတဲ့အတိုင်းဩယုဝါလည်းအိဋ္ဌနာလည်းအိဋ္ဌဆိုတော့အိဋ္ဌသာရှိတယ်ဆိုတာပေါ်လာသည်အဲသတိတပညာနဲ့ကြည့်ပြီးရှင်မဖြင့်ခန္ဓာကဘာမှမပြောဘူးမုံထွန်းလိုက်အိဋ္ဌပဲပြောမယ်ဥက္ကမောင်ဘာပြောမယ်ထင်ခန္ဓာကအိဋ္ဌပဲပြောလို့ရှိရင်စိတ်တို့က အော်ဟုတ်ပါပြီတဲ့လို့ပညာနဲ့လိုက်ပေးရမယ်။တတိထားလို့ရှိရင်ဖြင့်ခန္ဓာကတတိထားပညာနဲ့ကြည့်လို့ရှိရင်ဖြင့်အိဋ္ဌာပဲလို့ခန္ဓာကပြောပါလိမ့်မယ်နော်။အဲ့ဒီခန္ဓာကပြောတာကိုခန္ဓာ၅ပါးကကယုံနဲ့နာမည်ထားပါတော့။ယုံနဲ့နာမည်ကားလို့ရှိရင်ခြုံလိုက်တဲ့အခါကျတော့ဖြစ်ပြက်ပဲရှိတယ်နော်။ယုံမှလည်းဖြစ်ပြီးပြက်တာပဲနာမောဒါပဲရှိတယ်ဆိုတာသဘောကျတယ်။အဲ့တော့ ဒီကဏ္ဍကြီးကိုတရားဓမ္မတွေစောင့်ပြီးကြည့်နေတဲ့အခါကျလို့ရှိရင်သတိလေးနဲ့စောင့်တာသတိလေးနဲ့စောင့်ထားတဲ့အခါကျတော့ပညာနဲ့ကြည့်လိုက်သတိနဲ့စောင့်တဲ့အချိန်ကျတော့ခန္ဓာကိုယ်ကရသလိုလိုယံသလိုလိုရွှေ့ယံသလိုလို ပြောင်းကျင်သလိုလိုစိတ်ကလေးတွေကပေါ်ပြီပေါ်ပြီးတော့ဒါလေးတွေကအမြဲခိုင်ကန့်တည်တတ်မှလားအမြဲခိုင်ကန့်မတည်တတ်တော့ဥက္ကမောင်တို့ပြည့်စုံမသွားပြီပြည့်စုံပါ ပျက်စီးသွားတဲ့အခါကျတော့ကိုတတိထားတဲ့ပုဂ္ဂိုလ်ဖြင့်ပညာနဲ့ကြည့်ဆိုပျက်စီးတာပညာကသိပါလေတတိမထားတဲ့ပုဂ္ဂိုလ်မှာကလုတ်တိုက်လို့ဆူးချက်သွားတာတောင်မှလမ်းဆူးချက်သွားတာတောင်မှဥပ္ပမောအိမ်ကြမှာသိတယ်မှန်ပါပါအဲ့ဒါတရားဓမ္မတွေဘဒောဘိက္ခုဘိက္ခုဝိရိယသံသနာကာရောယံဝောမာကာနုကာသနီလို့ဘုရားခင်ကိုရမေကြီးကအဆုံးမထားတဲ့တွေ့တဲ့ဓမ္မတို့သည် ဒီကံကြီးကိုသေချာဆိုင်ပြီးဒီကံလာကြည့်ပါတတိထားနေပါတတိထားပြီးဒီကံလာနေတော့မှာပဲဘုရားယာဒီကယံဒီကနာဟိုစိတ်တွေပေါ်ဒီစိတ်တွေပေါ်ပေါ်လာတာဟူသည့်ပြက်ဖို့ကြီးမှာအဲ့ဒီပြက်တာလေးကိုဒကာဓမ္မတွေကနောက်ကမဲ့နဲ့ကြည့်ပေးပါသဘောကျမဲ့နဲ့ကြည့်ပေးလိုက်တော့မဲ့ကငါးပါးနဲ့ကြည့်ပေးလိုက်တာပေါ့ကြည့်တယ်လို့ဆိုလို့ရှိရင်ခမည်းတော်လောကီမဲ့ရပြီးတော့အောင်းမေးပြန်မလား ရှိတယ်ဆိုရင်ပဲလောကီနဲ့ရပြီဆိုတော့သမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝသမာသတိသမာသမာဓိဆိုတဲ့မဲ့ကငါးပါးရဘယ်နဲ့ကြောင့်ရပါလိမ့်မလို့ဆိုတော့ဟောဒီပฏิကလည်းထားလို့သမာဓိဋ္ဌိဆိုတဲ့ပညာကလည်းမြင်ပါတယ်မြင်တော့ဒီကဏ္ဍကိုကြည့်ရအနိစ္စပဲဆိုတာအနိစ္စပဲပေါ်အနိစ္စရှိလို့အနိစ္စပဲပေါ်လာတာပဲဥက္ကမုံကြီးဘယ်လိုဆုံးရချင် နေစာရှိလို့အနေစာပေါ်လာတာကိုခင်ဗျားတို့ကယောက်ျားပေါ်လာလိမ့်မယ်မိန်းမပေါ်လာလိမ့်မယ်ကလေးပေါ်လာလိမ့်မယ်ဆိုတာဟုတ်သေးရဲ့အနေစာရှိလို့ဗာရမယပေါ်လာအနေစာရှိလို့အနေစာပေါ်လာတော့ကျတို့ကအနေစာလို့ပဲသိဖို့အရေးကြီးမကင်နာပါပဲလို့သိဖို့အရေးကြီးပါလေအနေစာလို့ပဲသိဖို့အရေးကြီးပါတယ်ဆိုတာဒကာတော်မတွေညံရောက်ပလား ကောင်းပြီဒါပြန်အိဋ္ဆာရှိပြီအိဋ္ဆာသိလို့ရှိရင်ဖြင့်သူကအိဋ္ဆာဒီဘက်ကမက်ကဆိုတာဆူတောင်းလို့ရတာလားစောင့်ကြည့်လို့ရတာလားဩမက်ဆိုတာဘာဘာလဲမလုံးလို့မေးတော့မှစောင့်တာကတတိကြည့်တာကပညာစောင့်တာကကြည့်တာကဒါဖြင့်စောင့်ကြည့်တဲ့အခါကျတော့ဘာတွေ့ပါလဲရှည်လေလက်တွေနားတွေနှာခေါင်းတွေတွေ့သလားတဲ့ မျက်လုံးသာမှိတ်ရှုခြေလက်တန်းသာကောင်းမတွေ့ဘူးဖြစ်ပြက်ပဲတွေ့မယ်မျက်လုံးမှိတ်ရှုရမနော်မျက်လုံးမှိတ်ရှုတော့ဗာလိတွေ့ပါမယ်ဖြစ်ပြက်ပဲတွေ့တာဖြစ်ပြက်ဗာလိလို့သုံးတော့ဗာခေါ်ကြဗာလိလို့သုံးတော့အိစာဒါဖြင့်ခန္ဓာသည်ကမောင်တို့မောင်ထွန်းလိုက်တို့အိစာရှိရဲ့အိစာပြတာအိစာရှိတာနဲ့အိစာပြ အဲအနိစ္စရှိလို့အနိစ္စပြတဲ့ခါကြတော့ဘုရဲအနိစ္စရှိတို့ကသိပေးလိုက်လို့ရှိရင်ဖြင့်အနိစ္စကအနိစ္စသိတာကမက်ကဆိုတာဖြစ်သွားတာအနိစ္စကသိတာကအနိစ္စကသိတာကအဲ့ဒါတရားဓမ္မတွေအားလုံးတရားတော်အလုံးဖြေတာကိုနှုတ်တဲ့ဉာဏ်ကိုလောက်အောင်မှနှုတ်တဲ့ဉာဏ်ကိုလောက်အောင်မှပြင်းပြင်းနဲ့မနေနဲ့ဓမ္မမလုတ်ဖြစ်တော့အနိစ္စရှိရင်အနိစ္စမသိဘူးဆိုရင်ဖြင့် သေသွားတဲ့ပုဂ္ဂိုလ်မှာဇုံလုံးကန်းသေသွားတယ်လို့အောက်မိလိုက်။သေသွားတဲ့ပုဂ္ဂိုလ်ဘယ်လိုဆုံးမဲ့ချက်။ဘာလို့ကိုယ်ရှိတာကိုယ်မသိဘဲနဲ့သေသွားလို့။ရှင်းမလား။ကိုယ်ရှိတာကိုဒါပြန်ဒီမသာဘာမသာခေါ်ရအောင်။ဇုံလုံးကန်းမသာဖြစ်မှာဆိုရင်လို့ဆရာဘုန်းကြီးကခင်ဗျားတို့ကဲတင်းနေတယ်ဆိုတာကသဘောကျဗလား။ဒါခက်ကြမ်းကြမ်းပြောတယ်လို့မောင်းမိလိုက်ပါနဲ့ကို့ဖြစ်ဆိုတာကဒီတဲ့ကြီးတယ်အောင်မိပါ ကိုဖြစ်ဆိုကဒီတဲ့ကြီးတယ်ဆိုတော့ကျင်နပ်ဗလားအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေပါမျက်စိနှစ်ကွင်းအလင်းရပြီးသိစေခြင်းလို့ပါဒီတရားကိုဟောနေတယ်ဆိုတာကိုကြည်ကျင်နပ်သဘောကျဒါရင်ဒါဖြင့်ဓမ္မတွေခန္ဓာကိုယ်ထဲမှာအရှိနဲ့အတိကဲအောင်လုပ်ပါဆိုတော့ဖြင့်တဲ့ရှေ့ပိုင်းမှာဥပဒနာလေးအစ်စ်ကိုရှုနည်းကိုသင်ပေးပါမယ်နော် ရှင်နည်းကိုသင်ပေးမယ်ဆိုတော့ဓမ္မတွေဒီနေ့စိတ်ကိုပြောင်းပြီးစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကစိတ်ရှုရမယ်လို့ဆရာဘုန်းကြီးကလမ်းခင်းခဲ့တယ်နော်ဒီနေ့ဗာပြမယ်ထင်ကြစိတ်တန်ဥပါဒနာပြလိမ့်မယ်ဓမ္မတွေဒီနေ့ဗာပြမယ်ထင်စိတ်တန်ဥပါဒနာပြမယ်ဆရာဘုန်းကြီးကဒီနေ့ကတော့ဝေဒနာဥပါဒနာပြတယ်အဲဝေဒနာဥပါဒနာကဓမ္မတွေ တဏှာစိတ်များတဲ့ပုဂ္ဂိုလ်ဝေဒနာရှိပါရှင်းမလားလူကျင်ရောက်ခြင်းမှုများတဲ့ပုဂ္ဂိုလ်ဘာယူအောင်ကောင်းပြီကျွတ်တော့ရဖို့ကရင်မရှိဘူးကိုသားကိုသမီးနဲ့မခွဲရပြီးတာပဲဒါကဒိဋ္ဌိအကြီးသဘောကျလားကိုယ့်ကိုယ်ပင်မမှဆိုးနေတဲ့ပုဂ္ဂိုလ်ကိုယ့်ကိုယ်ကိုခလုံးမရီအဆုံးရှိပါစေနဲ့ဆိုတဲ့ပုဂ္ဂိုလ်မျိုးကကိုယ့်ကိုယ်ကိုယ်ပေါ်မှာ ပုဂ္ဂိုလ်တော့ပြန်အထင်မှန်နိုင်မှုဆိုတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့မှတ်ထားပါကိုယ်စိတ်ကိုယ်ကိုယ်တော့အထင်မှန်နိုင်မှုဆိုတာကဒိဋ္ဌိများတဘောကြဒါဖြင့်တဏှာများတဲ့ပုဂ္ဂိုလ်မှာဥက္ကမောင်ဖတ်လိုက်ရှင်ဝေဒနာနုပဒနာပေရှင်းမလားတဏှာများတဲ့ပုဂ္ဂိုလ်ဒိဋ္ဌိများတဲ့ပုဂ္ဂိုလ်စိတ်ကံနုပဒနာရှိရမယ်ဒကာဓမ္မတို့ဒါလေးနှလုံးမှတ်ထားကြပါ လောဘအမှန်အားကြီးတဲ့ပုဂ္ဂိုလ်များပါရှိ वा ဝေဒနာနုပါဒနာရှိအောင်မနော်ဒိဋ္ဌိအမှန်အားများတဲ့ပုဂ္ဂိုလ်များစိတ်တ ानु ပါဒနာရှိအောင်မယ်ဆိုတော့ဒါဖြင့်တရားဓမ္မတွေယနေ့စိတ်တ ानु ပါဒနာရှိဖို့နှီးပေးမယ်ဆိုတော့မှတ်ရတယ်နော်ကဲစိတ်တ ानु ပါဒနာရှိအောင်မယ်ဆိုလို့ချင်းချင်းတရားဓမ္မတွေလွယ်ပါတယ်မျက်လုံးနဲ့မြင်တဲ့အခါမြင်စိတ်ပဲ ဘာမြင်မြင်မြင်သိပေါ်တယ်တာမှတ်ပြီနော်နားနဲ့ကြားတိုင်းကြားတိုင်းဘာသိပေါ်လဲနှာခေါင်းနဲ့နားတိုင်းနားတိုင်းလျှာနဲ့စားတိုင်းစားတိုင်းစားသိပေါ်တယ်ဆိုတော့ဒါသူ့နေရာနဲ့သူပဲဒီနေရာပေါ်ဒီနေရာချုပ်လိုက်မယ်လို့မှတ်ထားတာပေါ့ဒီနေရာပေါ်ဒီနေရာပြက်လိုက်မယ်လို့မှတ်ထားကြတယ်ကိုယ်ပေါ်ကြတာကဓမ္မတွေတခါတည်းခံတော်တဲ့စိတ်လေးပေါ်လာအကျိုက်စိတ်ကလေးကမပေါ်ဘူးလားတခါတည်းကြတော့ကိုယ်ပေါ်မခံကျင်တဲ့စိတ်ကလေးကိုမခံတော်တဲ့စိတ်ကလေး ဒုက္ခတာတံကာဝိညာဏံဒုက္ခတာတံကာဝိညာဏံဆိုတော့ကိုယ်ပေါ်မှာဧည့်သည်စိတ်၆စိတ်လို့မှတ်လိုက်ရမယ်။ကိုယ်ပေါ်မှာဧည့်သည်ဆိုတာစောစီစီမှတ်ထားပါဒကာရမတခါတလီမပေါ်ဒီ၆ခုကဘယ်နဲ့လဲတခါတလီမပေါ်တော့ကြောင့်သူ့ဘယ်နဲ့ဆိုမလဲဧည့်သည်စိတ်ဆိုတာသိညာကြလား။ကောင်းပြီဧည့်သည်ပဲညောက်ပါလေ။အဲ့ဒါ ပြင်ဘက်မှာပေါ်တဲ့ပြင်ဧည့်ရဲ့၆ရောက်လို့တရားဓမ္မတွေမှတ်ထားကြအောင်ပြင်ဧည့်ရဲ့ဒါလုတ်တင်ပြီနော်တရားဓမ္မတွေဘာဟောနေတာပါလဲအလုတ်တင်နေတာတဲ့အလုတ်မပိုင်နိဗ္ဗာန်မရောက်ဘူးဆိုတော့သိနေတော့ခင်ဗျားတို့အလုတ်မပါလို့ရှိရင်ခန္ဓာအစဉ်ကပြတ်ပါခန္ဓာအစဉ်ပြန်နိဗ္ဗာန်ရပါ အဲ့ဒါကြောင့်ဒကာဓမ္မတွေဒီနေ့စိတ်တန်ဥပါဒနာစတင်တယ်ပြီးတော့မှဝိသကိုပြောပါမယ်။ခိုင်ပြင်ရတယ်ပဲညောက်ပါလေ။မြင်စိတ်ကြားစိတ်နာစိတ်စားစိတ်ရစိတ်ရံစိတ်ကောင်းစိတ်ဒါပြင်ရတယ်ပဲညောက်။ရှင်းပြီ။ပြင်ရတယ်ကဧည့်တယ်လို့ဆိုသဖြင့်ဘုန်းကြီးတရားဓမ္မတွေကဩော်ဒါတွေတစ်ခါတလေမှပေါ်တဲ့တရားတွေပါလားလို့မှတ်ပါနော် ပြန်လည်းခြောက်ရောက်မှလည်းဟောဒီတစ်ခုပေါ်နေကျန်နေငါးခုမပေါ်ပါဘူးရှင်းမလားတခုပဲရှိရမှာပဲနော်ဥပ္ပမောင်ဘယ်တစ်ခုရှိရအောင်ကဲဒါပြန်အတွဲတယ်လေဒီကဓမ္မတွေပြောပါဦးမှာအတွဲတယ်ကလောဘဒေါသမောဟဒါကအတွဲမှာပေါ်ဟရယောဒီပေါ်မှာပေါ်သောကြောင့်အတွင်းရတယ်လို့မှတ်တယ်နော်အရောဟာဆိုတာခင်ဗျားတို့ကုသိုလ်ပြုကြတာအရောဟာဆိုတာမေတ္တာထားတဲ့စိတ်တပည့်ကြ အဲ့တော့ဝိရဂဓမ္မလေပြည့်တယ်6ရောက်အတွင်းရတဲ့ကဘယ်နှစ်ရောက်ပဲအဲအတွင်းရတဲ့က9ရောက်လို့မှတ်တိုင်းတယ်လောဘဒေါသမောဟအလောဘအဒေါသသိမလားအမောဟမထည့်ဘူးဘာဖြစ်လို့အမောဟမထည့်သူရှိရမယ်တရားဖြစ်နေလို့မထည့်သိမလားအမောဟမထည့်တာကရှိရမယ်တရားဖြစ်နေလို့သူ့ကိုမထည့်သေးဘူးတဲ့ဒါဖြင့်ဒကာဓမ္မလေး ရှင်းတဲ့ကဘယ်နှယောင်းအတွင်းတဲ့ကခင်ဒါဖြင့်အာလုံးနဲ့မှတ်မရအောင်ဒီဥစ္စာဓမ္မစိတ်ပါလေမြေစိတ်အာလုံးဖြေကြပါဓမ္မလားဒီဘက်ကဒီဘက်ကဒီဘက်ကစာစိတ်သဘောကျလားဒါကရာစိတ်ရံစိတ်ဒါကကောင်းစိတ်ဘယ်နှမျိုးရှိပါလဲအဲ့ဒီ၆ခုကိုဘယ်နဲ့ခေါ်ကြမလဲပြင်းရတယ်၆ခု ရှင်းကြပါလားဓမ္မတွေဒီ၆ခုကခေါ်ကြမယ်ပြည့်ဲ့တဲ့၆ယောက်ပြင်မဲ့မှာပေါ်လို့စာနဲ့မသုံးပါနဲ့တဲ့ခမားတို့အမြင်နဲ့သုံးပါစာကတော့ဒါအစ္ဆရိကယရဏလို့သုံးကြလိုက်ပြီနော်စာနဲ့မသုံးနဲ့စာနဲ့မသုံးပါနဲ့ခမားတို့နီးနဲ့ခမားတို့ပညာနဲ့ခမားတို့ရှုရမှာခမားတို့ပညာနဲ့ခမားတို့ရှုရမှာဒါပြင်မဲ့မှာပေါ်တယ်ဒါကဝန်နဲ့ဟာရိယသူ့ဘောင်ပေါ်တာကတရားလေးကဘာပါလဲလောဘတရားလေးကဘာပါလဲတရားပါပါ ဇီယပါပါလိမ့်ဒီဘက်ကအာရောဂါအာလောဘဆိုတာခမရုပ်ပြုတဲ့ကုသိုလ်စိတ်အာရောဂါဆိုတာခမရတော့နေတိုင်းပို့နေတဲ့မေတ္တာဒါတွေပေါ်လာလဲအတွင်းဧပဲခဏယောက်ပါလိမ့်အတွင်းဧပဲ900ဆိုတော့သိကြမလားကောင်းပြီအိမ်တယ်နေရောင်လို့မှတ်လိုက်ပါနော်အိမ်တယ်ကဘာနှစ်ယောက်အိမ်တယ်နေရောင်ဆိုတာဒကာရမကြီးရှင်းပြီးပြောပါတယ်လေကိုထွက်အောင်အထုတဲ့စိတ်ဟာ အမြဲတမ်းရှိသူများမရှိရင်သူအမြဲရှိရလေကိုဝင်အောင်ရှက်ယူတဲ့စိတ်ရောအမြဲတမ်းရှိတော့ကြောင့်သူတို့နှစ်ယောက်ကတဲ့အိမ်သေးစိတ်နှစ်ခုရှင်းမလားဒီနှစ်ခုကဘာပါလဲဒါပြင်ပြင်းတယ်အတွင်းပဲအင်းအိမ်သေးဒါသေးရှာမှတ်တာဒါသေးရှာမှတ်တာဒကာရမတို့ဒီနေ့သတင်းတွေလည်းဖြစ်တယ်ခမရတို့အဲ့ဒီတော့အခုပြထားတော့ တရားဓမ္မလေး6ကဲ9ရဲ့ပေါင်းတော့ဘယ်လောက်တုန်း7ကဲ2ကဲပေါင်း73ပဲခင်ဗျားတို့ရှုပါ73ကိုခေါင်းကပြောခဲ့တယ်အမောဟဆိုတာနဲ့ခင်ဗျားတို့ကဒီကနေပြီးဒီကလာရှုပေးရမယ်မဂ္ဂ9ပါးနဲ့ရှုပေးရမယ်မဂ္ဂ9ပါးဆိုတော့အမောပြတ်ထမ်းတယ်နော်သဘောပါကြဒါဖြင့်73ကို9နဲ့လိုက်ရမယ်ရှင်းမလား73ကို9 အဲ့ဒါတရားဓမ္မတွေကအိုးများလိုက်တာဗျာ73ပေါ်တဲ့ဥစ္စာတပည့်တို့ကနားနဲ့လိုက်ရမယ်ဆိုတဲ့ဥစ္စာကတော့နားလာလဲခင်ဗျားတို့ကအထုတ်လိုက်ရတာမဟုတ်ပါဘူးတဲ့တရားဓမ္မတို့ဘုရားပြက်တာမြင်လိုက်လို့ရှင်ဒီကငားအလိုလိုဖြစ်နေတာလို့မှတ်သားမှာနော်ခင်ဗျားတို့ကငားခုနဲ့လိုက်ရမယ်လို့ဆိုတဲ့ဥစ္စာသဘောကျဗလားဒါတော့ဖြင့်73ရှိတယ်တရားဓမ္မဟောဒီက တိဏ္ဏမစပေါ်တယ်ဆိုတော့ဆိုကြပါစို့မြင်စိတ်ကလေးစပေါ်တယ်နော်မြင်စိတ်ကလေးစပေါ်ရင်မြင်စိတ်ကလေးဘာလို့ရအောင်ဖြစ်ပြရှုအာမောနဲ့ရှုပဲမြင်စိတ်ကလေးဘာလို့ရအောင်ဖြစ်ပြရှုတော့ဒါမြင်စိတ်ကလေးကဖြစ်ပြရှုပြီးဒီကလာဖြစ်ပြမဲ့ဆိုတော့တစ်ချိန်ကိုက်မတော်ဘူးလားအဲ့တော့ကိုက်သွားတဲ့အခါကျလို့ရှိရင်နောက်ပဲဆွေးမှမပေါ်ဘူးဆိုရင်အတွင်းပြန်လှည့်ပါရှုစိတ်ကြိုက်စိတ်သဘောကျသူတို့ကပြန်လှည့်ရှု ဒကာဒီကြားထဲမှာဖောက်ပြီးဒကာလားဒကာဓမ္မတွေကဥမရားစီရံစီကလေးပေါ်တယ်ဆိုတော့ကိုပေါ်လှဲ့ချူလိုက်ကြဒီရားတဲ့နေရာချူလိုက်သဘောကျလားရားတဲ့နေရာမှာရားတဲ့စီကလေးကကိုစီကလေးကဖြစ်ပြီးပြတ်တာပဲလို့ချူလိုက်ရားတယ်လေမရှိတော့ဘူးညာဘယ်ဟာချူအောင်မသိဘူးဆိုဒီပြန်ကောက်ချူစိတ်ရှက်ရှိပြန်ကောက်အဲ့တော့အားရှိတယ်ရဲ့ဒါကြောင့်ဘုန်းကြီးရဲ့စာအုပ်ထဲမှာလည်းဒကာဓမ္မတွေပေါ်တယ်တဲ့ ဘင်းကူအင်းကြီးရတကားတမတို့လမ်းမှာခင်များတို့ကဘူးတော့အဝိုင်းကြီးဆိုတာမသေးကြဘူးလားဘင်းကူကအလဲကနေမဆောင်ဘူးလားဒီမှာမက်ကအလဲကနေဆောင်ဘောတရားသူကနေဆောင်တာကျိုးလုပ်တဲ့ချိန်ကိုဘင်းကူကမလိုက်ဘူးလားဘာလို့လဲတော့ဟိုမှာအကောင်မိနေလို့အဲ့ဒီအကောင်မိတဲ့ချိန်ကိုခင်မဘင်းကူကလိုက်မစားဘူးလားစားပြီးတော့ပြန်ထိုင်အလဲပြန်ထိုင်မထိုင်ဘူးလားဒီမှာလည်းဒီနေ့တူပဲတဲ့ခင်များတို့ဒါတွေပေါ်လို့ရှိရင်ပေါ်ရအောင်ဖြစ်ဖြစ်သလိုက်ရှုပြီးတော့မှ ဘယ်မှရှိကြာမရှိဟောဒီအလဲမှာဆိုတဲ့ဟာရယဝတ္ထုတရားလာတဲ့ဆွတ်စိတ်ဝင်စိတ်အလဲပြန်ထိုင်ရှုသဘောပါလားဒါဖြင့်ဒီကပေါ်လို့ရှိရင်ဒီလိုက်ပေါ့မရှိရင်ပဲပြန်ထိုင်အလဲပြန်ထိုင်တော့ဖွက်တဲ့စိတ်ကလေးလဲအနေစားပဲဝင်ဝင်လို့တဲ့စိတ်ကလေးကောသောအောင်လို့တဲ့စိတ်ကလေးကောဝင်လို့တဲ့စိတ်ကလေးကောအဲရှုရင်းမတန်တဲ့ဗေဒီကနေပြီးဒီကာလကိုပေါ်လေးဝင်နေလောဘလေးကဖြတ်ကနေကလေးလေးကအော်တန်ကြတဲ့နဲ့အင်း ခင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုလို့ရှိရင်ဒါဖြုတ်ပြီးရှေ့ကိုမရှိဘူးလေးလိုက်သူတပည့်ကြမခင်နာပါနဲ့ဒီပဲလိုက်ပါဆိုတော့ကျင်းနပ်ပလားကောင်းနေတာဖြင့်တရားဓမ္မတွေသဏ္ဍာန်၌ဧည့်သည်၁၁ယောက်ပေါ်လို့ရှိရင်လေဧည့်သည်၁၁ယောက်တစ်ခုတည်းပေါ်မှာဖြစ်တော့ကြံတစ်ခုလိုက်ဧည့်သည်တွေကတခုပေါ်ပြီးနောက်ကမလာတော့ဘူးဆိုရင်တပွဲလုံးကဖယ်လိုက်ကြမလို့အိမ်တယ်လိုက်ရှင်းကြအိမ်တယ်ကတော့ခင်ဗျားတို့ သူများမရှိရင်သူရှိရသူမရှိရင်ခင်ဗျားတို့ဘိုင်းနဲ့လက်တည်းသဘောကျသူတို့နှစ်ခုသာမရှိရင်ဘိုင်းလဲသူတို့ကသက်ဆောင်ဘူးဗျရှင်းကြဗလားဒါဖြင့်ဒကာဓမ္မတွေရှုเสียပဲမျိုးပါလေ73ခု9နဲ့လိုက်ရှုပါသဘောကျဗလားဒီဟာတွေဧည့်တယ်ဆိုတာလဲပြည့်ဧည့်တယ်ဆိုတာလဲဒကာဓမ္မတို့တစ်ခါတလေမှပေါ်လို့အတွင်း9ခုကိုအတွင်းဧည့်တယ်ဆိုတာကော တခါဒီလေးမှပေါ်လို့ဆိုတော့သိကြဘူးလားအဲမောင်ထွန်းနိုင်လို့ရှင်းမလားဒီတရားနှခုကတော့ဖြစ်သူများမရှိရင်သူတို့အမြဲတမ်းခန္ဓာကိုစောင့်အောင်မသိအောင်စောင့်နေရမယ်တရားဆိုတာသဘောကျအဲ့တော့ဟိုဒကာဓမ္မတို့ဒါပေါ်ရာကိုလိုက်နိုင်မယ်ဆိုလို့ရှိရင်ဒီတစ်ခုလုံးကဖြစ်ပြဲလိုက်နေတဲ့အမောကမက်ဖြစ်သွားသဘောကျကဲရှုတယ်ကြပါလားရှုเสียပဲနှခုပါလိမ့် အဲ73ခုဟာပေါ်တော့ဘယ်နှခုပေါ်တတ်တယ်တခုပဲပေါ်တယ်ဆိုတာသိကြဘူးလားအဲ့ဒီတခုသာအဲ့ဒီပေါ်တဲ့ဧည့်တဲ့တခုပြောက်သွားရင်ပဲလိုက်ကြမယ်အိန္ဒြေကိုလိုက်ရမယ်ဆိုတာသိကြဘူးလားအဲ့တော့ခမားတို့ဒီရှုတဲ့ဉာဏ်ဒီအမြဲတမ်းအိဋ္ဌာနဲ့မက္ခနဲ့တွဲမတွဲသေးဘူးလားဘာလဲဘာတွဲအိဋ္ဌာနဲ့မက္ခနဲ့တွဲနေတော့ ဒဂရမတို့သိတဲ့အတိုင်းနဲ့ကိလေသာရှားခုတဲ့ကိလေသာရှားမခုလို့ရှိရင်ဖြင်းဖရာကခေါ်လိုက်မနဲ့အာထုညံ့နေသောတာပန်ဒီဖေးသဘောကြမနဲ့အာထုရဲ့အဲ့တော့ဖြစ်ပြဲမဲ့ဖြစ်ပြဲမဲ့ဖြစ်ပြဲမဲ့လို့ခမည်းတော်ကလိုက်နေကြမယ်ဆိုတော့ဖြစ်ပြဲနဲ့မဲ့ပဲရှိတော်တယ်ဒဂရမတို့ဒီပြင်လောကဒါသာမောဟသာယသမီးရှိပါရဲ့သောကပရိဒီဝါလာသေးရဲ့ အဲ့ဒီလိုငလာလို့ရှိရင်ကွာတဲ့ညဏ်ဉာဏ်ထုံမနဲ့ရပါဘူးဘလောက်ဉာဏ်ပါရှင်းမလားညဏ်ဉာဏ်ထုံရင်မနဲ့အားထုတ်ရင်အဲ့တော့ဒီလောက်အရလွယ်တဲ့ဥစ္စာကိုဘုရားသခင်ကိုရမင်းကြီးကဗောဓိယာဇကုမာရမင်းသားကိုလည်းသေသေးချာချာဟောထားတာရှိပါတယ်အဲ့ဒီရဲ့ရှိနေတော့ဒဂရမကြီးဘယ်နဲ့ရောက်မဉဏ်ဘုံညာနိဗ္ဗာန်မရကြပါလိမ့်မလို့လို့မေးတဲ့အခါကျတော့ရှိနေအသိကမကြိုက်ဘူး ပေါ်ရအပြက်နဲ့မန်းနဲ့ကအပြက်နဲ့မန်းနဲ့ကမကြိုက်တော့ကြိုက်နည်းလို့လဲဆရာကမပေးလို့လဲမရတဲ့ကြောင်းဒါခမားတို့ခန္ဓာကိုယ်ထဲမှာပေါ်တဲ့ဓမ္မတွေဆိုတော့ဒါတွေကလည်းရှုလိုက်တဲ့အခါကျတော့မြန်စိတ်သာဆိုရတယ်ရှုဒီကနေ့လိုက်ရှုလိုက်တဲ့အခါကျမြန်စိတ်ရှိရဲ့ပါတွေ့ဒါပြအနိစ္စသူကအနိစ္စရှုတာက ဒါကြောင့်ဒီကဲလို့ကြားစိတ်ကလေးပေါ်လို့လိုက်ပြန်တော့လေခင်ဗျားတို့ကြားစိတ်ကလေးကချုပ်သွားပြီချုပ်သွားပြီးတော့မှဒီကနေလိုက်တဲ့အခါကျတော့ကြားစိတ်ကိုတွေ့သလားတဲ့အနိစ္စတွေ့ထို့သူဒီကရမတွေရှုစိတ်တိုက်လို့တွေ့သလားအနိစ္စတွေ့သလားရှိုက်စိတ်တိုက်ကရာအနိစ္စတွေ့သလားဒါဖြင့်အနိစ္စပြက်တာကအနိစ္စရှုတာကမက်ကဒီလိုဆိုတော့ဒီကရမတို့ကိလေသာလာသေးရဲ့မလာတော့ညံ့နေရတော့ရဲ့ မနဲ့အားထုတ်ရင်ညံ့နေရပါတယ်တပည့်တို့ကဘယ်နဲ့ကြောင့်မရပါလိမ့်မလို့အိုးဒီစားလုတ်ကိုမလုတ်သေးလို့မရတာဥက္ကမောဘယ်နဲ့ဆုံးလုတ်ကိုမလုတ်သေးလို့မရလုတ်ကိုမလုတ်သေးလို့မရတော့ဘူးဘာရင်များရနေသုံးမေးတဲ့ခါကျတော့မြင်တယ်လူကျင်တယ်ဆွဲလန်းတယ်အထုတ်တယ်ပရိစ္ဆာသမုပ္ပါပဲပြန်ရကြားတယ်ခင်တယ်ဆွဲလန်းတယ်အထုတ်တယ်ဘာပြန်ရလဲပရိစ္ဆာသမုပ္ပါ တိယဘောပြန်ရနေတော့သံဃာချက်မဲ့တရားကြီးပြန်ရသဘောကျလားဒီမွေးတယ်မွေးတဲ့စိတ်ကလေးပေါ်လာတာမွေးတာလေးကိုကြိုက်တယ်ဆွဲလန်းတယ်အထုတ်ကယူမယ်ဆိုတာကောပြေခင်ဗျားတို့ကမက်ကိုလိုက်ကြလားပရိစ္ဆေမဟုတ်ပါပဲလိုက်နေသလားပရိစ္ဆေမဟုတ်ပါလိုက်နေတော့အထုတ်တယ်ဆိုတော့ကမ္မဘောကမ္မဘောဖြစ်เสียဒါဖြင့်ခင်ဗျားတို့မှာဒုက္ခကလည်းလဲလိုက်နေတာပဲရှင်းကြပါလားမက်ကလိုက်ပါရဲ့လား ဥက္ကမံဘာသစ္စာတွေသာနောက်လာနေတော့ဒုက္ခသစ္စာလာကြောင်းသာခင်ဗျားတို့ကြိုးစားနေတယ်မဂ္ဂသစ္စာလာကြောင်းကြိုးစားရလားဩပါရမီမရှိလို့လာတို့ကိုကနင်းမရလို့မလုဖြစ်လို့လာဆိုတာယနေ့အကဲခတ်ကြည့်ပါပါရမီမရှိလို့လာမမလုလို့လားမလုလို့ပါဆိုတာမသိကြသေးဘူးလားဒီနေ့ကစပြီးကိုယ့်ကိုယ်တနာရင်လုပ်ပါဘယ်လိုမှာပါလဲ